မြန်မာနိုင်ငံတဝန်းမှာလက်စစ်မီးမှန်မှန်မပေးနိုင်ပေမဲ့ကားတင်သွင်းဖြန့်ချီရေးလုပ်ငန်းဖြစ်တဲ့ Brian Auto ကုမ္ပဏီကစစ်တပ်ပိုင်းစီးပွားရေးလုပ်ငန်းမြမစီးပွားရေးဥပိုင်ကုမ္ပဏီစီကနေမြေငှားရမ်းပြီးတော့ BYD အမှတ်တံဆိပ်တရုတ်လက်စစ်ကားတွေတက်ဆင်ထုတ်လုပ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ပြည်သူရဲ့နေစဉ်လူမှုဘဝမှာအသုံးပြုဖို့ပါဝါဘန့်အားသွင်းဖို့လက်စစ်မီးမရချိန်မှာတော့တရုတ်နိုင်ငံတို့လက်စစ်ကားတွေမြန်မာနိုင်ငံကိုတင်သွင်းရောင်းချနေတာကြောင့်အများကြီးလောင်ပြောင်တည်ယုံမှုတွေကြေကြေပြန့်ပြန့်ထွက်ပေါ်နေချိန်မှာ ပြည်ရင်းမှာလစ်စစ်ကားထုတ်မဲ့ခြေလန်းစတင်လာခဲ့တာပါအမေရိကန်လစ်စစ်ကားကုမ္ပဏီ Tesla နဲ့အပြိုင်ကမ္ဘာဈေးကွက်ထဲမှာလစ်စစ်ကားတွေထုတ်လွှင့်နေတဲ့ BYD ကားတွေကိုပဲခူးမြို့နီးမှာစက်ယုံဆောက်ပြီးထုတ်လုပ်မယ်လို့သိရပါတယ်အဲ့ဒီအတွက်လိုအပ်တဲ့မြေနေရာကိုမြမစီးပွားရေးဥပိုင်ကုမ္ပဏီစီကငှားရမယ်လို့လည်းသိရပါတယ်ပြပကနေတင်သွင်းလာတဲ့ကားအစိတ်ပိုင်းတွေကိုတက်စင်ထုတ်လို့ BYD ကုမ္ပဏီစီကနေခွင့်ပြုချက်ရပြီးတော့ စစ်ကောင်စီရဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ခွင့်ပြုချက်ရဖို့စောင့်ဆိုင်းနေတဲ့အကြောင်း Brian Auto ကုမ္ပဏီတာဝန်ရှိသူတူကမြန်မာနိုင်ငံကိုပြောပါရယ်စစ်ကောင်စီစီကနေခွင့်ပြုချက်ရရင်တော့တိဆောင်ရေးကာလ18လခန့်ကြာနိုင်ပြီးအဲ့ဒီနောက်မှာကားထုတ်လုပ်မှုစတင်နိုင်မယ်လို့သူကဆိုပါရယ်ရင်းနှီးမြှုပ်နှံမှုပမာဏကိုတော့ထုတ်မပြောပါဘူးအပေါ်လေးကြီးရတော့ကိုကျွန်တော်တို့ပေါ်ပေါ်2000လေ ဖိုင်ဘာချန်နယ်တော့မှာဆိုရင်တော့ဒီအလုံးလိုက်တင်ကင်းလာတဲ့စာရင်အဲကျွန်တော်တို့ SKD စာပြီးတော့ run ရမယ်ဆိုတဲ့ policy မူဝါဒရှိတယ်ပေါ့နော်အတေးနောက်ပိုင်း2030ကျရင်လည်းကျွန်တော်တို့ဒီအဲ CKD ပေါ့ complete not down ဆိုတဲ့အဲကျွန်တော်တို့ဒီဘက်မှာတကယ်ထုတ်လုပ်မှုလုပ်နိုင်တဲ့အဆင့်ကြီးတော့မူဝါဒ guideline ရှိတယ်ပေါ့အခုကျွန်တော်တို့အဲ့တော့အဲ့မူဝါဒ guideline အတိုင်းပဲကျွန်တော်တို့ကလည်း SKD လုပ်ဖို့ကျွန်တော်တို့ try နေတာပါဗျာ ဘရိုင်းအော်တိုဟာရန်ကုန်မြို့အင်းစိန်ရွာမှာပြည်လန်း9မိုင်ခွဲနဲ့9မိုင်လို့မှာ BYD ကားရောင်းခန်းတွေဖွင့်လှစ်ထားတဲ့ကုမ္ပဏီလေးဖြစ်ပါတယ်။ပြီးခဲ့တဲ့2023နိုဝင်ဘာလထဲမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ဟာတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်တဲ့မဟာမဲခေါင်ဒေတာကွဲထိပ်သီး CU တက်ရောက်တဲ့ကီးစဉ်အတွင်းမှာရှမ်းချမ်းမြို့မှာရှိတဲ့ BYD မော်တော်ကားထုတ်လွှင့်ရေးကုမ္ပဏီကိုတွားရောက်လေ့လာခဲ့ပါသေးတယ်။စကောင်စီကဒီနှစ်ကုန်ကနေစပြီးတော့ တက်စစ်ကအစည်းလိုက်တင်သွင်းတာကိုအားမပေးတော့ဘဲပြည်ပကနေတင်သွင်းလာတဲ့ကားစိတ်ပိုင်းတွေကိုပြည်တွင်းမှာတက်ဆင်ထုတ်လုပ်ဖို့ဦးစားပေးလာတဲ့ကြောင်းအကွန်ကင်းလုခွင့်မရနိုင်တော့ဘူးလို့လည်းအမီမဖော်လိုတဲ့ရန်ကုန်မြို့နယ်ကားလုပ်ငန်းရှင်မြူတာတူကမြန်မာနောင်းကိုပြောပါရယ်။လုံချုံအင်းချိန်နီးရသူ့ရဲ့ကိုစားမြန်မာနောင်းသတင်းတော့ကအစားထိုးပြောပြပေးမှာပါ။သူကတော့ဘယ်လူရယ်လို့တော့မတတ်မှတ်ပါဘူးသူတို့ကတတ်မှတ်ချက်ကအေကသုံးရင်ကရှိရမယ် ။ Now ဟိုဘက်က brand လို့ခေါ်တဲ့ manufacturer ကနေပြီးတော့သဘောတူညီချက်တွေရှိတယ်ဆိုရင် သူတို့ကဘယ်သူမှမစိုးပေးလောက်ထားပါတယ်။ Potential ကတော့လက်ရှိကားတွေပိတ်ထားတယ်။ပြီးရင်လည်းနောက်နှစ်တွေမှာ SKD လုတ်တဲ့သူတွေကိုပဲအခွန်ပေးလွတ်မယ်။အခုကရက်စစ်ကအားလုံးအခွန်လွတ်တယ်လေ။နောက်နှစ်တွေဆိုရင်ကြံတဲ့သူတွေကအခွန်ပေးမလွတ်တော့ဘူးဆိုတဲ့မလုံးတွေရှိတော့သူတို့ကအလားလာတော့ရှိပါတယ်။ပြောချင်တာကပြည်ရင်းမှာထုတ်လို့မှအဲ့ဒီအခွန်ဟာ လွတ်ပြီးတော့ပါမယ်လဲရမယ်တင်သွင်းခဲ့ပါမယ်ကအခုကခက်တယ်လေအခုသွင်းနေတဲ့သူတွေအကုန်လုံးကို limited volume နဲ့ပဲပေးသွင်းနေတာဆိုတော့ SKD ကြတော့ volume များမှာမဟုတ်စစ်ကောင်စီဟာဒီလိုလက်စစ်ကားတွေတင်သွင်းထုတ်လုပ်ဖို့ဦးစားပေးနေပေမဲ့မြန်မာနိုင်ငံမှာလက်စစ်မီအချိန်ကြာမြင့်စွာပြတ်တောက်နေတာကြောင့် ပြည်သူတွေရဲ့နေစဉ်လူမှုဘဝကို ထိခိုက်နေပြီးစက်ရုံအလို့ယုံတွေလည်းအပြည့်အဝမလဲပတ်နိုင်ပါဘူးစစ်တပ်အာဏာမသိမ်းပြီးမြန်မာနိုင်ငံတဝမ်းမှာလက်စစ်မီရရှိမှု48ရာခိုင်နှုန်းရှိခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့လက်စစ်မီပြတ်တမှုပုံမှုဆိုးရွားလာတဲ့ကြောင်းအရင်ရခဲ့တဲ့ရာဂိုင်နှုန်းထက်ကျော်နေနိုင်ကြောင်းလေးလာသူတွေကဆိုကြပါဗျ။မလ9ရက်နေ့ဒီနေ့ထုတ်စစ်ကောင်စီဝါဒပြန်သတင်းစာရီထဲမှာတော့လက်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌဒုတိယဖိုလ်ချုပ်ကြီးတင်အောင်ဆန်းက နေအောင်ကြီးစွမ်းရင်သုံးလက်စစ်တအားပေးစနစ်နဲ့လက်စစ်ပေးနိုင်ဖို့အကောင်အထည်ဖော်နေကြောင်းရေရင်းမြစ်ကိုတုံပြီးလက်စစ်ထုတ်နိုင်တဲ့အစီအမံတွေလုပ်ဖို့လိုတဲ့ကြောင်းပြောသွားပါတယ်။ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးဖြစ်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်ဆန်းဟာပြီးခဲ့တဲ့2022ခုနှစ်မေလ1ရက်နေ့ကပြုလုပ်ခဲ့တဲ့မြမမီယထရဲ့145နှစ်မြောက်နှစ်ပတ်လည်နေ့မှာလည်းလက်စစ်ယထာတွေပြည့်စွံ့နိုင်မှုစီစဉ်မယ်လို့ပြောဆိုခဲ့မှုပါပဲ။အလားတူစစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာလည်းလက်စစ်ယထာတွေပြည့်စွံ့မယ်ကြောင်းမကြာခဏထုတ်ပေါ်ပြောဆိုခဲ့ပါဗျာ။ ဒီလိုပြောဆိုမှုတွေရှိပေမဲ့၃နှစ်နီးပါးကြာတဲ့အထိလက်တွေ့မှာတော့ဖြစ်မလာသေးပါဘူးခင်ဗျာ။